ဟယ်လိုဟန်စုပါဒီဗီဒီယိုလေးကတော့ရှင်ပရှင်လဇေယီတော်ကြီးစီကိုသွားထားတဲ့ဗီဒီယိုပဲဖြစ်ပါတယ်ဇေယီတော်ကြီးစီကိုသွားမယ်ဆိုလို့ရှိရင်စကိုင်းတောင်တလန်အတိုင်းတက်လာပြီးတော့ဥမင်30ကျော်ရှင်ပရှင်လဘုရားကြီးစီတို့ဆိုတဲ့ဆိုင်းဘုတ်ကနေပြီးတော့ကွန်ကင်လန်တိုင်းတက်တဲ့မောင်းလာတယ်ဆိုလို့ရှိရင်ရောက်ရှိနိုင်ပါတယ် ရှင်လာဇေယျတော်ကြီးကိုတော့ပကံဖြီမှာတက်ကြရ454ခုနှစ်ကနတ်တက်ခဲ့တဲ့ကျဆသားမင်းကြီးရဲ့မြေတော်အလောင်းစီသူမင်းကြီးကတက်ကြရ458ခုနှစ်မှာတိထားကိုးကွယ်ခဲ့တာဖြစ်ပါတယ်။ ဖျားသမိုင်းခြင်းကိုပြောပြရမယ်ဆိုရင်ဖျားသခင်တက်ရှိခြင်းစားရှိစဉ်ခါပေါ့နော်ထိုင်တော်မူခဲ့တဲ့ကြောက်ဖျားနေဖဲ့ပြီးတော့ထုလုပ်ထားတဲ့ရှင်ဖြူအမိရှိတဲ့ဗုဒ္ဓရုပ်ကတော့တဆူရဲ့သပြုတပြေပင်ခိုင်းကိုဖျက်ပြီးတော့ထုလုပ်ထားတဲ့ရှင်လအမိရှိတဲ့ဗုဒ္ဓရုပ်ကတော့နှဆူကိုအများပြည်သူကိုးကွယ်နိုင်ဖို့ရန်အတွက်ဆိုပြီးတော့ဖောင်ထပ်မှတင်ပြီးတော့ဆန်တော်မူခဲ့တဲ့သခိုင်းရဲ့ရောက်တဲ့အခါမှာတော့ဒီ ဗုဒ္ဓရုပ်ကတော့နဆူကရက်တန့်ပြီးတော့ဒီဒီနေရာမှာရက်တန့်နေခဲ့တဲ့အတွက်ကြောင့်ပေါ့နော်ရှင်ပြူရှင်လာစင်တူရောနဆူကိုဂူတီးပြီးတော့သတင်းသုံးစီခဲ့လို့သိရပါတယ်ဒီရှင်ပြူရှင်လာစင်တူရောကြီးရဆိုလို့ရှိရင်ဒီသားကိုဝယ်ခဲ့တဲ့ အလောင်းစီတူမင်းကြီးကနေစပြီးတော့ KSS နန်း SS ဘီနေရာဆိုလို့ရှိရင်လာရောက်ဦးခိုက်ပူဇော်ပင်ဆောင်အောင်လဲတမိုင်းဆာမျက်နှာများမှာဖော်ပြထားပါတယ်ဒါကြောင့်မလို့ဒီဖျားကြီးကဆိုရင်ထီးစင်နန်းဆက်မပြတ်မကွက်ပူဇော်အပ်တဲ့ဖျားတဆူဖြစ်ကြောင်းလဲသိရှိနိုင်ပါတယ် တက်ကတဲ့1098ခုနှစ်မှာတော့ရှင်လာဖျားပြောက်ဆုံးသွားပြီးအရွေးယူဆောင်ရွက်ခဲ့ရကြောင်းကိုလည်းမှန်နှမ်းရစွာတတိယအတွဲမှာဖော်ပြထားပါသေးတယ်။ ယခုလိုဒီရှင်ဖြူရှင်လာဗုဒ္ဓရေဝါရဏဆူဘောနော်ဒီမေယဆက်ဆက်ကထိမ့်သိမ့်ပြုပြင်မိုးမှန်ကိုကွက်မှုများနဲ့အတူတက်ခဲ့တဲ့1249ခုနှစ်တစောင်းမုံလာမှာတော့မြန်မာနိုင်ငံဖောက်ပြန်တည်ရမှုတွေကြောင့်ဗောနော်ဒီစင်နူရောနှစ်ဆူနဲ့အတူကတ္တမဖရာသုံးဆူကိုမန်လေးရနာဘုံမြို့တော်နောက်ဖက်မှာရှိတဲ့ရွှေချင်းမြေအရင်ဖရာအတွင်ကိုကြောင်းရွှေခဲ့ကြပါဗျာ နန်းစင်နန်းဆက်မင်းစင်မင်းဆက်တို့အလေးထားပူဇော်ခဲ့ကြတယ်ရှင်ရှင်လာစေဤတော်ကြီးကဆိုလို့ရှိရင်အခုမြင်တဲ့အတိုင်းပေါ့နော်2025ခုနှစ်မတ်လ28ရက်နေ့ကနှုတ်ခတ်ခဲ့တဲ့ငက်လင်ကြောင်းများစွာထိခိုက်ပျက်စီးခဲ့ရာကိုတွေ့ရပါတယ်ယခုအချိန်ထိတော့ပြည့်ပြည့်မှုတွေကတော့မရှိသလောက်ပါပဲ ရှင်မရှင်လာစေရီတော်ကြီးရဲ့စွန့်ကပ်ပွဲတော်ရက်ကတော့နှစ်စဉ်တော်သလင်းလာခွေနေ့ဖြစ်ပြီးအင်းဝခေကောင်းစားစဉ်ကစေရီတော်ကြီးမှာဆိုရင်နှစ်စဉ်ပဒင်းကျွတ်နဲ့တပေါင်းလာပြည်ဒီမှာမိထုံးပွဲများကျင်းပခဲ့တယ်လို့လည်းဖော်ပြထားပါဗျာ။ မြင်တွေ့နေရတာကတော့စွမ်းပုံညာရှင်စေတော်ကြီးပါငလင်တန်ကြောင့်အလုံးစုံထိခိုက်ပျက်စီးသွားခဲ့ပြီးတော့အခုချိန်မှာတော့ပြန်လည်ပြည့်ပြည့်မှုမြတ်မှုတွေကိုပြုလုပ်နေကြပြီပဲဖြစ်ပါတယ် ီဒီယိုတွေမှာပြန်တွေ့ချပါမယ်။ Bye bye